ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့အဟာရဆရာဝန်ဒေါက်တာညီကျော်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ဟင်းတွေချက်ပြီးတဲ့နေရာမှာပိုရှန်နေတဲ့ဟင်းတွေကိုဘယ်နှခါလောက်ပြန်ပြီးတော့နှွေးဆလို့ရလဲဆိုတာလေးကိုကျွန်တော်ရှင်းပြပေးခြင်းပါတယ်ခင်ဗျာကျွန်တော်တို့ဟင်းတွေနှွေးပြီးစားတဲ့နေရာမှာဟင်းမျိုးစားပေါ်မူတည်ပြီးတော့နှွေးလို့ရတဲ့အချိန်ကြီးအတွက်လေးတွေတော့ကြွားချမှုရှိနိုင်ပါတယ်ဒါပေမဲ့များသောအားဖြင့်အစားအသောက်တော်တော်များများကတစ်ချိန်ကနေနှစ်ချိန်လောက်ထိပဲပြန်ပြီးတော့ နှွေးစားတဲ့မှာတယ်။ဒါပေမဲ့လည်းအမျိုးအစားပေါ်မူတည်ပြီးတော့ဆောင်ရံရှောင်ရံအချက်ကလေးတွေလည်းကွဲပြားတာကိုကျွန်တော်တွေ့ရပါတယ်။နံပါတ်၁အနေနဲ့ပြောမယ်ဆိုရင်တော့အသားတွေ၊ငါးတွေ၊ပင်လယ်ဆာတွေနဲ့ချက်ထားတဲ့ဟင်းလျာတွေဆိုရင် ကျွန်တော်တို့နှွေးတဲ့နေရာမှာတစ်ချိန်ထပ်ပို့ပြီးနှွေးပြီးတော့မစားသင့်ပါဘူး။တေချာကျွန်တော်တို့ပူအောင်နှွေးပေးဖို့လိုအပ်ပါတယ်။နှွေးရုံတွေနှွေးအောင်နှွေးတာမျိုးမဟုတ်ဘဲနဲ့တေချာပူအောင်နှွေးပေးဖို့ကအဓိကကြတဲ့အချက်ဖြစ်ပါတယ်။ နံပါတ်1အနေနဲ့ပြောမယ်ဆိုရင်တော့ဟင်းရည်တွေဟင်းနှစ်တွေဖြစ်ပါတယ်ဒီဟင်းရည်တွေဟင်းနှစ်တွေဆိုရင်တော့ပော့ပွက်ဆူအောင်စတဲ့ကလေးကပော့ပွက်ဆူအောင်လိုမျိုးချိုချက်ပြီးတော့ပြန်ပြီးတော့စားပေးဖို့လိုအပ်တယ်နှွေးရုံတွေနှွေးလို့တော့အဆင်မပြေပါဘူးဟင်းဒီဟင်းရွက်တွေကိုကြည့်မယ်ဆိုရင်လည်းဟင်းဒီရွက်တွေကနှွေးစားလို့ရတယ်ဒါပေမဲ့အာဟာရဓာတ်တွေအရသာတွေပျက်စီးသွားတဲ့အတွက်ကြောင့်ကျွန်တော်တို့ကတော့အားမပေးပါဘူးခင်ဗျာ ပြီးတော့ထမင်းတွေခောက်ဆွဲတွေဆိုရင်ကောထမင်းတွေခောက်ဆွဲတွေကတော့အရင်အရေးကြီးပါတယ်သူတို့ကိုနှွှေးတဲ့နေရာမှာကျွန်တော်တို့ကတေချာပူကျစ်နေအောင်ပြန်နှွှေးပေးဖို့လိုအပ်ပါတယ်ခက်နှွှေးနှွှေးလေးပဲနှွှေးမယ်ဆိုရင် Bacillus cereus လို့ခေါ်တဲ့အစာစိတ်တင်တာတွေဖြစ်တတ်ပါတယ်ကြက်ဥဘဲဥနဲ့လုပ်ထားတဲ့အစာအစာတွေမှာဆိုရင်တော့တစ်ချိန်ထပ်ပို့ပြီးတော့မနှွှေးသင့်ပါဘူးနှွှေးမိရင်လည်းဗတ္တီးရပိုးမတွေပေါက်ဖွားနိုင်ပါတယ်ခင်ဗျ အဲ့ဆိုတော့ကျွန်တော်ဒီဟင်းနေချက်ပြီးတော့အာဟာရရကင်းကင်းပြန်ပြီးတော့နှွေးစားနိုင်အောင်ဘလို့အချက်တွေစောင့်သင့်လဲပေါ့အဓိကတော့အချက်ကြီး၄ချက်ရှိပါတယ်နံပါတ်၁ကချက်ချက်ပြီးခြင်း၂နာရီအတွင်းမှာအအေးခံပြီးတော့ရေခဲသစ်တာထဲမှာတိမ့်ပေးဖို့လိုအပ်ပါတယ်ဒီလိုမျိုးတိမ့်တဲ့နေရာမှာလည်းအရေးကြီးဆုံးအချက်ကကြတော့ကျွန်တော်တို့လေလုံးဘူးတွေနဲ့ ပိတ်ပြီးတော့တိမ့်ဖို့လိုအပ်တယ်ကျွန်တော်တို့တိမ့်နေကြတဲ့အတိုင်းပကံများတယ်ဇလုံးကွက်တယ်ထည့်ပြီးတော့တိမ့်တာမျိုးမဟုတ်ဘဲနဲ့အပေါ်ကနေအဖုံးလေလုံးနဲ့အဖုံးတစ်ခုခုနဲ့ဖုံးပြီးမှတိမ့်ဖို့လိုအပ်တယ်အပူချိန်အားဖြင့်4 degree centigrade ရောက်ရှိတင်ပါတယ်အဲ့တော့ဒီအေးခံပြီးသားအစားစာတွေပြန်နှွှေးတော့မယ်ဆိုရင်လည်း84 degree centigrade အထိရအောင်နှွှေးပါပွက်ပွက်ဆူအောင်နှွှေးပေးဖို့အရန်ရေးကြည့်ပါတယ်နှွှေးုံတင်နှွှေးအောင်နှွှေးလို့မရပါဘူးခင်ဗျာ နံပါတ်၄အနေနဲ့ဆိုရင်တော့အခန်းပူချိန်မှာအစားအစာတစ်ခုကို၂နာရီထက်ပိုကြအောင်ထားမိသွားတယ်ဆိုရင်ဒီအစားအစာကိုကျွန်တော်တို့ကရေခဲတက်တာလေးလည်းမသိမ့်သိမ့်တော့ဘူးပြန်ပြီးလဲနှွေးပြီးတော့မစားသင့်တော့ပါဘူးခင်ဗျကျွန်တော်အနေနဲ့အကြံပေးရမယ်ဆိုရင်တော့အစားအသောက်တွေကိုစချက်ကလေးကအများကြီးချက်မိတယ်ဆိုရင်တစ်ခါစားပမာဏလေးနေဘူးလေးတွေခွဲခွဲပြီးတော့သိမ့်ရေခဲတက်တာလေးကိုထည့် ပြီးွားရင်နှွေးကနေကြရင်ဒီတခါစားပမာဏလေးတွေပဲထုတ်ထုတ်ပြီးတော့နှွေးတာကပို့ပြီးတော့အန်ရည်လဲกินတယ်အဲပြီးတော့ကုန်ကြစိတ်လဲတတ်တာစီမှာဖြစ်ပါတယ်အားလုံးကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ခင်ဗျာ